စိတ်ဝင်စားဖွယ်ရာဇဝင်ဖြစ်ရက်တွေပြည့်နေတဲ့ကဘာပေါ်ကအထူးခြားအံ့ဖွယ်ကြောင့်များယခုတခါမှတော့စိတ်ဝင်စားစရာထူးထူးခြားခြားဖြစ်ရက်တွေနဲ့အပြေရှာမရသေးတဲ့ညှို့မှချက်တွေအများအပြားတရှိနေတဲ့ကဘာပေါ်ကအထူးခြားအံ့ဖွယ်ကြောင့်တွေအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတိတ် perfectlya ကျုံအီတလီနိုင်ငံရဲ့ Venetian ပင်လယ်အော်ထဲမှာရှိနေတဲ့ perfectlya ကျုံကတော့ကဘာပေါ်မှာတရေအချောက်ဆုံးနေရာတွေကတစ်ခုအဖြစ်သတ်မှတ်ခြင်းခံရရတဲ့အသေးစားကျုံငယ်တစ်ခုဖြစ်ပါတယ် 14ရာစုနှစ်လောက်တုန်းကအီတလီနိုင်ငံမှာပလိတ်ယောဂခံစားနေရတဲ့ယောဂသည်တွေကိုလူတွေနဲ့ဝေးတဲ့ပိုဖာဂလီယာကျွန်းပေါ်မှာတည်တံ့ခွဲထားခဲ့တာကြောင့်ထောင်ထဲရှိတဲ့ပလိတ်ယောဂသည်တွေဟာအဲ့ဒီကျွန်းပေါ်မှာပဲတည်ဆုံသွားခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်ကျွန်းကြီးကိုပိတ်ထားခဲ့ရမှ1800ခုနှစ်လောက်မှာတော့စိတ်ကျမ်းမာရေးစေယုံကြီးတစ်ခုအဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ယခုချိန်မှာတော့စေယုံကြီးဟာဆုံးဖြတ်ခြင်းခံခဲ့ရတာကြောင့် ဟောင်းလွှမ်းကျိုးပဲ့နေပြီဖြစ်ပြီးဇေယုံရဲ့အထက်မြေမျောစင်ကနေဆီယဝင်တူးခုံချသွားကကုကုကုအဆုံးစီရင်သွားမှုတွေဆိုရဲရုံတန်းပြောစကားတွေလည်းရှိလုံနေပါသေးတယ်။ဒေတာကန်တွေရဲ့ပြောစကားအရကျိုးပေါ်မှာရှိတဲ့မြေတွေဟာလူသေးတွေရဲ့အယိုးပြာတွေနဲ့ဖုံးလွှမ်းနေပြီးတခါတခါသွေးပြက်စရာကောင်းလုံးတဲ့အော်တန်တွေကိုပါကြားရတတ်တာကြောင့်ပိုဗက်ကလီယာကျွန်းဆိုရင်ငါးဖန်သမားတွေကမကက်ရဲကြဘူးလို့ဆိုကြပါတယ်။နေ့ရံပြေကျွန်း ရန်ပြေကျော်လို့ပြောလိုက်ကြနဲ့ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ထောင်ထဲရှိတဲ့ဂျပန်စစ်သားတွေကိုရက်ဆက်စွာကိုက်ဖြတ်စားတောက်ခဲ့တဲ့ရင်ငံမိကြောင်ကြီးတွေအကြောင်းကိုမှတ်မိကြအောင်မယ်လို့ထင်ပါတယ်။1945ခုနှစ်လောက်ကဗြိတိရှားတပ်စုတီဟာမြန်မာနိုင်ငံရခိုင်ကမ်းရိုးတဲ့ဒေသမှာတည်ရှိတဲ့ရန်ပြေကျွန်းကိုဂျပန်တွေလက်ထဲကနေပြန်လည်သိမ်းပိုက်ဖို့ကြိုးပမ်းခဲ့ပါတယ်။အဲဒီကာလမှာပဲဗြိတိရှားတွေနဲ့တိုက်ခိုက်ရင် ပင်မဂျပန်တပ်ကနေလူစုကွဲသွားခဲ့တဲ့ဂျပန်တပ်သားတထောင်ခန့်ဟာဗြိတိရှားတွေရဲ့ရန်ကနေလွတ်မြောက်ဖို့အတွက်ညတကောင်မှာရန်ပြဲကျွန်းရဲ့အွှွန်နွန်တွေထူထပ်နေတဲ့ဒီဒေါ်ရီကနေဖြတ်ပြီးတိတိစိတ်ထွက်ပြေးဖို့ကြံစီခဲ့ကြပါတယ်။သူတို့မသိလိုက်တာကတော့အဲ့ဒီဒီဒေါ်ရီမှာဗြိတိရှားတွေထပ်ပေါ်ပြီးကြောက်စရာကောင်းတဲ့အသားစားရင်ငံမိချောင်းကြီးတွေကသူတို့ကိုစောင့်ကြိုနေခဲ့တယ်ဆိုတာပါပဲ။ပဝင်းကျင်းတစ်ခုလုံးအမောင်ကျသွားတဲ့အချိန်မှာတော့တဏီကုံပုန်းခုန်နေခဲ့ကြတဲ့ဂျပန်စစ်သားတွေဟာ ဆလာမသိမ့်မှုအင်းစိတ်ပိုးမရရဲ့ကြိုက်ခဲမှုတန်တုံနဲ့အတူဒီရီတော်ရဲ့ရှုံတော်ပြော်ရီကြမှာတအီးအီးဖြတ်တန်းရင်နဲ့ခီးဆက်ခဲ့ကြပါ යි အဲ့ဒီအချိန်မှာပဲညာနေရှိတဲ့မိချောင်းကြီးတွေရောက်လာခဲ့ပြီးလွမြောက်ဖို့ကြိုးပမ်းနေတဲ့ဂျပန်စစ်သားတွေကိုတယောက်ပြီးတယောက်ကြိုက်ဖြတ်စားတော့ကတိတ်ဆိတ်နေတဲ့ရန်ပြဲကျွန်းကြီးတစ်ခုလုံးကိုဂျပန်စစ်သားတွေရဲ့စူးစူးနှစ်နှစ်အော်တန်တွေနဲ့ပြည့်နှက်သွားစေခဲ့ပါ යි မနက်ခင်းပြည်တိရှာတွေရောက်လာတဲ့အချိန်မှာတော့ဂျပန်စစ်သားအယောက်20ခန့်သာအတန်းဝင်းဝင်းကြန့်ရှိတော်တာကိုတွေ့ရှိခဲ့ရပါ යි ရံပြဲကျွန်းပေါ်ကဒီအဖြစ်ဖြစ်ဟာအရန်ကိုထိတ်လန့်ပြီးသွေးပြက်စရာကောင်းလွန်လာတာကြောင့်ဂဲနီကဘာစံချိန်မှာတော့ကဘာကြောက်စရာအကောင်းဆုံးမိချောင်းပေးအနေဖြင့်မှတ်တမ်းဝင်ခဲ့ပူပါတယ်။၃ Easter ကျွန်း Easter ကျွန်းဟာချီလီနိုင်ငံမှာတည်ရှိပြီးတော့မဝိုင်းလို့ခေါ်တဲ့ကဘာကျော်ကြောက်ရုပ်ထုအကြီးကြီးတွေထောင်နေရှိပြီးတည်ရှိနေတဲ့ကျွန်းကြီးတစ်ကျွန်းဖြစ်ပါတယ်။မဝိုင်းရုပ်ထုကြီးတွေကတန်ချိန်80ကျော်နီးပါးအလေးချိန်ရှိပြီးခရစ်နှစ်1000ကနေ1600အတွင်းမှာ ဒရာဘာနူရာလူမျိုးတွေကထွင်းထုတ်ထားခဲ့ကြတာဖြစ်ပါတယ်ဒီလိုအလေးချိန်များပြီးထူးဆန်းတဲ့မဝိုင်ရုပ်ထုကြီးတွေဟာတနည်းအားဖြင့်မှာပဲစူးစီးတည်ရှိနေကြတာမဟုတ်ပဲအစ္စတာကျွန်းကြီးတစ်ခုလုံးရဲ့နေရာအနှံ့အပြားမှာပြန့်နှံ့တည်ရှိနေရကြောင်းဒီရုပ်ထုကြီးတွေကိုရှေးခေတ်ကလူတွေဘလို့များတင်ယူရွှေ့ပြောင်းခဲ့ကြတဲ့လေဆိုရဲမိကုန်းဟာလေယခုချိန်ထိစိတ်ဝင်စားစရာကောင်းနေတော့မှာပဲဒီပြေပေါ်မှာကောင်းတွေကြီးသာပေါ်ထွက်နေကြတဲ့မဝိုင်ရုပ်ထုအများစုရဲ့ကြံ့ရှိနေတဲ့ခန္ဓာကိုယ်တစ်ပိုင်းကတော့မြေကြီးတွေထဲမှာမြုပ်ဝင်နေကြတာဖြစ်ပါတယ် သူတချို့ကတော့မြေကြီးထဲကိုမြုပ်ဝင်နေတဲ့မဝိုင်းတွေရဲ့ကိုယ်တိုင်ဟာအင်္ဂလန်နိုင်ငံဝီရှိုင်းယားပြည်နယ်မှာရှိတဲ့ကဘာဂျော့ချ်တုံးဟန်းကြီးတွေနဲ့ချိတ်ဆက်နေရဆိုပြီးတော့တော့ယူဆထားကြပါသေးတယ်။လေတန်အိုင်ယလန်အော့ဖ်ဟိုင်ဘရာစီဟိုင်ဘရာစီကျွန်းကတော့အိုင်ယလန်အနောက်ဘက်ကန်ယူရန်ရဲ့ရှီဟောင်းရီကျောင်းလမ်းပြမြေပုံတွေထဲမှာပါရှိခဲ့မှုတဲ့ကျွန်းကြီးတစ်ကျွန်းဖြစ်ပါတယ်။ဒါပေမဲ့စူဇန်လေးလာသူတွေတွားရောက်ရှာဖွေကြတဲ့အခါမှာတော့ ကျွန်းကြီးဟာရှီဟောင်းမြေပုံလေးပေါ်တွေမှာသာမြင်တွေ့ရပြီးတကယ်လက်တွေ့မှာတော့အစာနာပါရှာလို့မရပဲပျောက်ဆုံးနေခဲ့ပါယရှီခိတင်မောသားတွေရဲ့ယုံတန်းပြောစကားတွေထဲမှာတော့အဲ့ဒီကျွန်းကြီးဟာအမြဲလိုလိုမြူနင်းတွေဖောင်းအုပ်နေတတ်ပြီးခဏနှစ်ကြာမှသာတစ်ချိန်မြင်တွေ့နိုင်တာဖြစ်တယ်လို့ဆိုကြပြီးအဲ့ဒီကျွန်းကြီးဘက်ကအမှန်တကယ်ရောက်ခဲ့ပူတဲ့တင်မောသားတွေရှိခဲ့ပူတယ်လို့လည်းဆိုကြပါယဒါကြောင့်ဟိုက်ပရာဇီကျွန်းကြီးဟာတကယ်ပဲရှိခဲ့ရလား ဒါမှမဟုတ်လူအများပြောကြသလိုပင်လယ်ရေအောက်ကိုနစ်မြုပ်သွားခဲ့တာလားဆိုတာကတော့အခုချိန်ထိဘယ်သူမှမသိနိုင်ကြသေးပါဘူး